ာပါကိုတေးဖဘောချန်နေရနေအားလုံးငိုပြန်လဲကြိုတို့လိုက်ပါလေခင်ဗျာကဲဒီနေ့လဲကျွန်တော်တို့ဒါချန်ပီယံဒုတိယည6ပွဲရှိပါတယ်ဟောမနေ့ကညအဖွင့်ပွဲစဉ်တွေကတော့ကျွန်တော်တို့ဒါအဖွင့်မလာခဲ့ဘူးတော်တော်လေးချင်းနေဆိုးပါတယ်ဗောနော်မန်မာတွေရောဖရီရောအကုန် loose ဖြစ်သွားပါတယ်အော်ဒီနေ့တော့ကျွန်တော်အကောင်းဆုံးပြန်ပြီးတော့ကမ်ဘက်လောက်ကြပါမယ်အော်ချန်ပီယံလိဖွင့်ပွဲရတည်တဲ့အချိန်မှာဒါကျွန်တော်တို့မထင်တာရယ်ရက်ဆက်ဒီဘေဖီကာဆိုအိမ်ကွင်းမှာရှုံးသွားတယ်ဒါနီးပြလည်းထုတ်လိုက်ပြီเนาะအခုမော်ရင်ဟိုနဲ့တန်ဖွင့်နေပြီ အဲဂျူပင်တက်ကတော့မဆိုးပါဘူးနော်ရှုံးနေရကနေအင်တာနက်ပွဲစဉ်တုန်းကလည်းဒါရှုံးနေရကနေပြန်ပြီးနောင်ကန်သွားတယ်အခုလည်းရှုံးနေရကနေပြန်ပြီးတည်ကြောင်ကန်သွားတယ်ပေါ့နော်အာ PSP ပေါ့နော် PSP တွေကျွန်တော်မနေ့ကတော်တော်လေးကြိုက်ပါတယ်ဒါပေမဲ့လည်းရှုံးတော့လည်းသူကန်နေသူပေါ့နော်သူကနောက်လာ feature တွေတော်တော်လေးပွဲကျက်ပါတယ်နော်အဲတော့ဟိုကျွန်တော်တို့ချင်းကက်ပုံတွေမှာယွင်းခဲ့တယ်လေပြောလို့ရမယ်သူတို့ရဲ့ဒီခြေစွမ်းပြမှုတွေပေါ့နော်ဒီ PSP နဲ့ကန်တဲ့ USG Union Saint တို့ပြောပါ Quarterback တို့ခြေစွမ်းကောင်း ျသွားတာလည်းပါမယ်ပေါ့နော်အဲအကြောင်းကျွန်တော်တို့ရဲ့ရလက်တွေဒါအကုန်လုံးရိုင်းထွက်သွားပါတယ် VMW ပွဲကတော့ goal ပေါ်တင့်နေပေါ့နော်ဟိုကိုရမဒီနဲ့နှစ်ဖက်လုံးကိုရမတွေကောင်းတာလည်းပါတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့လည်းကျွန်တော်တို့မပေါ်ပါဘူးသုံးလုံးနဲ့ပဲဒါပြာရှုံးဖြစ်သွားတယ်ပေါ့နော်မနေ့ကတော့ကန်လေးစိုးပါတယ်ကျွန်တော်လည်းချင်းကက်တာညံ့ပါအဲ့တော့ကျွန်တော်အားလုံးတောင်းပန်ပါတယ်အဲ့တော့ဒီနေ့တော့ကျွန်တော်အကောင်းဆုံးပြန်လဲ ခံဖက်လုပ်ကြပါမယ်။အော်ကျွန်တော်ရဲ့ Viber နဲ့ Telegram Channel မှာ join နေညီကိုလည်းဒီ video comment မှာ description မှာကျွန်တော် link လေးချပေးထားပါတယ်။အဲ့တော့အဲ့မှာကျွန်တော် mouse နဲ့ free တွေဒါအကုန်လုံးတင်ပေးမှာဖြစ်ပါတယ်เนาะ။အော်ကျွန်တော်စပြောကြမယ်၁၇ :25 မှာ Olympia ကောနဲ့ Buffo အဲ Buffo လာပြီနော် Buffo ကကျွန်တော်ခြေစစ်ပွဲလေးမှာကျွန်တော်ညီကိုအကုန်လုံးတည့်ရတိုင်းပဲ Champion League ဒီအဆင့်ကိုရောက်လို့ခြေစစ်ပွဲ6ပွဲကန်ခဲ့ရတယ်ပေါ့နော်3ဆင့်ကန်ခဲ့ရတယ်3ဆင့်စလုံးမှာသူကြီး အကုံအောင်ခဲ့တယ်။အိမ်ကွင်းတပွဲမကာဘီတဲပိနဲ့တပွဲတို့ draw ဖြစ်သွားပြီးတော့ဂျန်နဲ့ပွဲစဉ်တွေအကုန်လုံးတို့အဝေးကွင်းရောအိမ်ကွင်းရောဒါဒိုင်နမိုကီလို့အတင်းမျိုးအဝေးကွင်းမှာနိုင်နေကာဘီနာဇာဘီတာလို့ဒီဆာဘီယာဂျိုင်းရဲ့အတင်းကိုလည်းအဝေးကွင်းမှာ2-1နဲ့နိုင်နေအဲ့လိုမျိုးပွဲတိုင်းဒီပါကြီးအောင်ခဲ့တဲ့ဘာဖို့အတင်းဖြစ်တယ်။ဒီနေ့လည်းဒါအိုလံပီယာဂော့စ်ဘယ်လိုလုပ်ပြမလဲ။ဂရီးကလပ်ဖြစ်တဲ့အိုလံပီယာဂော့စ်အနေနဲ့ ကြည်အောင်မလားကြည်ကြမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ပြီးပါဖို့အနေနဲ့ကခန်းသေးကိုကြည့်ကြည့်ကစားတယ်တိုက်စစ်ကလည်းတကူတော့ရောင်းအတွင်းပြီးခန်းသေးကိုဘလုံအောင်ကစားတဲ့အတင်းဂိုးပေါင်းအောက်တဲ့အတင်းပေါ့နော်အော်ဒီနေ့ကကိုလံဘီယာကော့အနေနဲ့ကတလုံးကို50ရှုံးပေးနေတယ်ဂိုးပေါင်းကြီး3လုံးကို65ပြားနိုင်ပေးတယ်ပေါ့နော်အော်ဒီကြီးတန်းကကျွန်တော်တို့ဒါစတဲ့ကြီးပေါ့နော်လွန်ခဲ့နှစ်ရက်သုံးလောက်ကကြီးထားကျွန်တော်ကြီးထားကြီးနဲ့ရှင်းမယ်ဆိုရင်တော့ဘော်ကြီးတန်းအရင်ပြောင်းလဲမှုတော့မရှိဘူးဂိုးပေါင်းကြီး3လုံး80နိုင်လောက်ကနေပြီးတော့ကျွန်တော်တို့ ဂူပေါင်းကြီးတုံးလုံး60ကျော်လောက်ပြောင်းလာတယ်ဆိုတာဂူပေါင်းကြီးနင်းငယ်ပြင်းလာအဲဒီလိုမျိုးကံငယ်နီးဆယ်နိုင်ဆယ်ငါးလောက်မှာလိုင်းထွက်တဲ့အချိန်မှာဂူပေါင်းကြီးဒီတုံးလုံး55ပြား sorry တုံးလုံး90နိုင်တုံးလုံး40နိုင်လောက်ထိဖြစ်လာမယ်ဆိုဒီပွဲဂူပေါင်းပေါ်တက်သွားနိုင်ပါဖို့အနေနဲ့ဂူပေါင်းအောက်ကံနေဆဲလက္ခဏာရှိပေမယ်ဒီပွဲကိုပေါင်းအပေါ်တက်သွားလိုက်အဓိကတော့အိုလံပီယာကောကအင်ဂွင်းနည်းနည်းလေးပိုကောင်းနေပြန်အဲသူကသူလိမှာဆိုအင်ဂွင်းနည်းနည်းလေးဆီရကြတဲ့အတင်းပေါ့နော် နောက်ဆုံးအင်ဝင်ပွဲတင်မှာဆိုရင်သူ 5C ရဲ့နိုင်တာအင်ဝင်နှစ်ပွဲကံပြီးပြီးတပွဲကအဖွင့်ပွဲတင်မှာ 2C ဒုတိယပွဲတင်မှာ 5C ဆိုခုနှစ်ဂိုးတွင်းထားပြီးတော့တကူမှမပေးထားဒီအနေထားပေါ့နော်အဲ့တော့ဒီအနေထားမှာဒီနေ့ power 4ကိုလူကြိုက်များမယ်ဘာကြောင့်လဲဆိုတော့ power 4ကိုဒီ champion ဒီမှာပြတာခြေစစ်ပွဲတွေမှာ playoff အဆင့်တွေမှာပြခဲ့တဲ့ခြေစွမ်းအရာရလက်တီအရာကြီးအောင်ချက်တွေကိုကြီးကြီးအားဖြင့်ဒီနေ့မှာ power 4 body ကိုဒါဖူတာအများစုဒါစိတ်ဝင်စားလာနိုင်တယ်ကြိုက်လာနိုင်တယ် olympia ကောနေတလုံးလောက်နဲ့ပဲ အနိုင်ရသွားနိုင်ပါတယ်တလုံးလောက်နဲ့ပဲနိုင်မှာလို့ရှိရင်ကျွန်တော်ပြား90လောက်ငါတို့ရမှာပါဆိုရယ်စိတ်နဲ့ password ကိုကြိုက်နိုင်တယ်ကျွန်တော်မဲ့ဒါပေမဲ့ကျွန်တော် password ကြီးအောင်တာအရင်များနေပြီကျွန်တော်တွေးတယ်ပေါ့နော် password ဒီအနေနဲ့ကြီးအောင်နေတာအရင်များနေကျွန်တော်ကတော့ဒီဘွဲမှာ password မင်းကြေးကြလောက်နေလို့ကျွန်တော်တွေးတယ်ပေါ့နော်ပြီးတော့မနေ့ကအဝေးကွင်းတော်တော်များများကြီးအောင်သွားတယ်စပါအတင်းကလွဲလို့ငါးပွဲကအဝေးကွင်းနေရာပဲအကုန်ကြီးအောင်သွားတယ်ကျန်တဲ့အိမ်ကွင်းငါးပွဲဆုံးကြီးကြပြီးစပါအတင်းတတင်းပဲဒါကန်ကောင်းလို့နော်ပန်နဒီပိုင်းမပေးလဲရလို့ဒါဟောဖြစ်သွားကြီးအောင်သွားအဲ့တော့ဒီနေ့မှာအိမ်ကွင်းနေတော်တော်များကြီးအောင်လာဖို့ရှိတယ်အဲ့တော့ဒီအနေထားမှာကျွန်တော်အင်ရှင်အားသာချက်လည်းရှိတယ်ဂရီးမြေမှာလည်းကန်အမှဖြစ်တဲ့အတွက်ကျွန်တော်အိုလံပီယာကော့ကိုကျွန်တော်ဒီနေ့အရေးဆွမီရောကျွန်တော်ကြိုက်ပါတယ် ောက်တစ်ပွဲကအိုလံပီယာကော့နဲ့အာဆင်နယ်ဝင်ကင်းသွားခံရမှာဆိုသူ့အနေနဲ့ကမလွယ်ပါဘူးအမတ်ရဖို့မလွယ်ပါဘူးเนาะမနေ့ကအာဆင်နယ်ချီပန်းကောင်းနေကျွန်တော်ကြည့်လိုက်အာဆင်နယ်တော်တော်ကောင်းနေเนาะမနေ့ကကျွန်တော်အာဆင်နယ်ကိုကြိုက်ရတဲ့နဲ့မန်မာထဲမှာလည်းမထည့်ပြီအဲ့တော့ကိုကြိုက်တဲ့ပွဲကြီးဟိုအကြိုက်လုံးမဖြစ်နေတော့မမောင်မပေးဖြစ်ဘောเนาะအကြိုက်လုံးဖြစ်တဲ့ပွဲရကြာသွားတော့ဟိုကြာမဲ့ပွဲယူပေးတယ်လို့ဖြစ်သွားတာဘောเนาะအဲ့တော့ဒီနေ့တော့ကျွန်တော်အိုလံပီယာကော့ကြိုက်ပါတယ်ဂူပေါင်းကြီးကိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်နေတယ်၃လုံး၅၀လောက်ထိဖြစ်လာမယ်လို့ဒီပွဲဂူပေါင်းအပေါ်ကြိုက်ပါတယ်ကျွန်တော်2 1 free one တို့လိုပုံစံထိလာဖို့ရကန်လို့များပါတယ်နော်အော်လောစဲတော့ကျွန်တော် Olympia Ghost body လေးကိုရွေးချယ်ပေးလိုက်ပါမယ်နောက်တစ်ပွဲက Slavia Praha နဲ့ Bodo Glimt ပေါ့နော်အော်ဒီပွဲမှာ Slavia Praha က level အပြည့်ရှုံးတစ်လုံးအပြည့်နိုင်ပြီးပါပြီးတယ်ကိုပေါင်းကြီး3လုံး60နိုင်ပြီးဒီကိုပေါင်းကြီးကတော်တော်လေးပြော့လာတဲ့အနေထားပါစတဲ့ကြီးနဲ့ရှင်ထိုးမယ်ဆိုရင်ကိုပေါင်းကြီး3လုံးကိုစတဲ့ကြီးလုံးက3လုံးတည်ရဝင်ရောလောက်ကနေဖြတ်ပြီးပြီးခဲ့တယ်ဒါပေမဲ့ကိုပေါင်းကြီးအခု3လုံး60နိုင်ဒီပွဲကိုပေါင်းကြီးတစ်ခုခုတော့ တခုခုဖြစ်နေပြီနောက်ကွယ်မှာတခုခုဖြစ်နေပြီကိုပေါင်းကြီးထိုးတာအပေါ်ဒါအလွယ်ကဘိုလိုကလင်းကလည်းကိုပေါင်းပေါ်ကန်နေတယ်ဟိုချက်ကလက်ဆလာဘီယာကလည်းကိုပေါင်းပေါ်ကန်နေတယ်လူတိုင်းကကိုပေါင်းပေါ်ထိုးတာကြိုက်ကြမှာအဲ့တော့ဒီနေမှာကိုပေါင်းပေါ်ပြုံလာပြီဒီဘက်ကိုပေါင်းအောက်သွားနိုင်ပါတယ်အဲ့ဒါလေးတစ်ချက်ကြည့်ထားဖို့လိုပါတယ်ပြီးမနီကကိုပေါင်းအပေါ်ရတော်တော်များများတက်ထားတယ်အော်ဒီနေမှာကိုပေါင်းအောက်ဒီနည်းနည်းလေးပြင်မြင်ရမရခိုင်းလို့ရှိပါတယ်နော် ။အော်ထလာမီယက်ဘရာဟာကဒီဘိုတိုကလင်းနဲ့ရှင်မယ်ဆိုရင်ကိုအီဖီရှင့်ရန်အရာဆိုရင်တော့ထလာမီယက်ဘရာ48မှာပဲရှိရယ်။ဘိုတိုကလင်းက36မှာရှိရယ်။အဲ့တော့ဘိုတိုကလင်းကပို့ပြီးတော့ဒါ ranking အရမြင့်တဲ့တဘောမှာရှိရယ်။အဲ့တော့ဟိုကောင်က48နဲ့36ဆိုတော့ဒါအဆင့်72ဆင့်လောက်နှိမ့်နေအတင်းကအင်္ဂလန်အသာချက်နဲ့ကြီးပြီးရင်တော့ level 50 90တော့ပြီပေါ့နော်။ level 50ရှုံလောက်90ရှုံလောက်ပေးရပါပြီနော်။ဒါပေမဲ့ဘိုတိုကလင်းကိုဒါနည်းနည်းလေးလူအားထက်တော့ပူပေးနေတယ်ကျွန်တော်ယူဆတယ်ဒါက ranking အရကျွန်တော်ပြပြပေးတာပါเนาะအဲ့တော့ ီဘက်မှာချက်ညီမှာကင်ရမယ်ဆလာဗီယာပရာဟာနဲ့ဘိုလိုကလင်းကသူ့ရဲ့နော်ဝေးလီမှာတော့ဒါဂျိုင်းရမယ်အတင်းကြီးတင်းမယ်အင်ဂွင်းဆိုတော်တော်လေးအကောင်းနေဂိုးပေါင်းနေလည်းအပေါ်ရင်တွားကျွန်တော်ဆိုတော့ဒါဘိုလိုကလင်းနဲ့ဂိုးပေါ်ရင်လည်းကျွန်တော်ညီကိုရင်တော်တော်များဒါရွေးချယ်ပေးခဲ့ဘူးတယ်ပေါ့နော်အော်ဒီအနေနဲ့မှာကျွန်တော်ဘိုလိုကလင်းကလည်းဂိုးတွင်းမယ်အဲဟိုဘက်ကဒီဆလာဗီယာပရာကအင်ဂွင်းအားလာချက်နဲ့ဂိုးတွင်းမယ်ကျွန်တော်ဂိုးပေါင်းပေါ်လူတိုင်းကြိုက်ဖို့များတယ်အော် ဘောဒီမှာဆိုရင်ကျွန်တော်ကဒီနေ့မှာဘိုလိုကလင်းရဲ့အဝေးကွင်းဖောင်ကျွန်တော်အရင်မကြိုက်ပြီးတော့ဒါကယူပါလီကွန်ဖရင့်လीမဟုတ်ဘူးဘိုလိုကလင်းเนี่ยဒီနေ့ချန်ပီယံလीကိုသူစပြီးတော့ဝင်ခွင့်ရတာဖြစ်တဲ့အတွက်ချန်ပီယံလीဆိုရဲဂုံချိန်ဂုံဝါသူအနေနဲ့ဒါနည်းနည်းလေးဒါပြာခတ်မှုရေမေးပြီးရှိကောင်းရှိမယ်ပြီးတော့အဝေးကွင်းစကန်ရတာဆိုသူနေရလက်ကောင်းဖို့တော်တော်လေးကြိုးစားကန်ရမယ်ပေါ့အော်ဒီနေ့သားမှာအင်ကွင်းအားသာချက်လည်းရှိရင်ချက်မြေမှာချက်ကလက်တို့ဒိမ့်မတ်တို့နော်ဟန်ဂွေဒီတို့ကသူတို့ရဲ့အင်ကွင်းနေမှာဆိုပိတ်တဲ့ဝိတ်ကောင်းနေပိတ်တဲ့အက်တမော့စဖီးယားမိုက်တယ်ပေါ့အော်ဒီနေ့သားမှာကျွန်တော် ချက်ကလက်ဖြစ်တဲ့ဆလာဘီယပရာဘော်ဒီအတင်းကိုကျွန်တော်ကြိုက်ပါတယ်။ဂိုးပေါင်းကတော့ကျွန်တော်အပေါ်မကြိုက်တော့ဘူး။ဘာကြောင့်လဲဂိုးပေါင်းကြီးတော်တော်ကြီးပြောင်းလာတယ်။ 3D ဝင်ရိုးကလည်း3 350နိုင်ဝင်ရိုးထီကိုပြော့လာတယ်အဲ့တော့ဒီပွဲကကိုပေါင်းအပေါ်ထိုးသားများလာလို့များကိုပေါင်းကြီးနုလာတာလားလို့မပြောတတ်ဘူးနော်ကိုပေါင်းကြီးကတော့ကျွန်တော်လက်ဆောင်ကျင်တယ်အောက်ကိုလည်းနေရလားဆိုတော့နှစ်တင်းရဲ့ခြေလွှမ်းအမှန်ရကြည့်မယ်ကျွန်တော်ကိုပေါင်းအပေါ်ခဏလေးနဲ့ပထမပိုင်းနဲ့သုံးခုရောက်တယ်ဒီကောင်တကယ်ကန်လို့ရှိရင်ပေါ့နော်အော်ချန်ပီယံကြီးတော့နှစ်ကြီးရဲ့ခြေလွှမ်းလည်းအရင်ယုံလို့မရဘူးဟို ကြေးလည်းအရင်ယူလို့မရအနေထားပါเนาะအဲ့တော့ကျွန်တော်တို့အာမနီရတဲ့ခံခဲ့ရအဲ့ဒီနေ့တော့ကျွန်တော်ဆလာဘီယာပရာဟာအင်ရှင်အတင်းလေးကိုကျွန်တော်ကြိုက်တယ်ဂိုပေါင်းကတော့ maybe 10နိုင်လောက်မှာလိုင်းထွက်လို့10နိုင်15လောက်မှာပြန်ပြီးတော့ဂိုပေါင်းကြီးပြင်းလာမယ်3လုံး20နိုင်3လုံး30နိုင်အဲဒီလိုမျိုးပြန်ဖြစ်လာမယ်ဆိုတော့ဂိုပေါင်းပေါ်ဆော့လို့ကောင်းပါတယ်เนาะမနီရဆိုရင်အာဆင်နယ်ပွဲလိုင်းထွက်ပြီးရင်ဂိုပေါင်းကြီးတော်တော်ကြီးတည်တာကြာသွားတယ် PSP ပွဲဂိုပေါင်းအပေါ် ပေါ်မဲ့ကြည်တန်းတိတိုင်ပြောင်းလာရဲ့ဘင်ဖီကာပွဲ၃လုံး၁၀၀နီးပါးရှုံးသည့်ဖြစ်လာတယ်တကယ်လဲပေါ်သွားကြတယ်အဲ့တော့ကြေးပြောင်းနေရတယ်ကျွန်တော်စောင့်ကြည့်တင်စရာကောင်းပါတယ်အဲ့တော့နောက်တစ်ပွဲကတော့ဒီပွဲကကျွန်တော်ဆလာရက်ပလာဟာပဲရေးပြီးရေးပေးလိုက်ပါမယ်နော်နောက်တစ်ပွဲကအီဂျန်နဲ့အင်တာဒီပွဲမှာလည်းပြောကြရရှင်အင်တာကတလုံး၄၅ပြားနိုင်ဂိုးပေါင်း၃လုံး၅ပြားနိုင်ဖြစ်သွားတယ်ဒါပေမဲ့စတဲ့ကြီးကအဲ့လောက်မရှိဘူးအင်တာစတဲ့ကြီးကတလုံး85လောက်ကနေစပြီးကြီးကဂိုးပေါင်း၃လုံး၄၅90နိုင်လောက်ပဲရှိတယ်ဒါပေမဲ့လက်ရှိမှာဂိုးပေါင်းကြီးရောဘော်ဒီကြီးတန်းရောက တော်တော်လေးပြင်းလာတယ်ပေါ့နော်ပြား20 30အထက်ကိုပြင်းလာတွေ့ရအဲ့တော့ဒီနေ့မှာ Inter Milan နိုင်လောက်မယ်ထင်တယ်ကျွန်တော်ထင်တာတော့နော်ဟိုမနေ့ကတော့ PSV ကလည်းအင်ကွင်းမှာဒီ agent sorry Netherlands မြန်မာကြီးကြထားတယ်ဆိုပေမဲ့ဒီနေ့မှာ Inter နဲ့ agent က ranking ရလဲကွာတယ်ပေါ့ Inter 3မှာ agent က35ဆိုတော့30 20နောင်ကွာတယ်ပေါ့နော်အဲ့တော့ဒီနေ့တမှာကျွန်တော် Inter ပဲကြိုက်ပါ Inter နဲ့ဂိုးပေါင်းကြီးလည်းပြင်းလာဆိုဂိုးပေါင်းအပေါ်သွားမယ်ပေါ့နော်မနေ့က Netherlands မြန်မာလည်းကဂိုးပေါင်းကအပေါ်ကြီးကန်တာဆိုတော့ ဂိုးပေါင်းပေါ်ကြိုက်နေပြီးတော့အင်တာမီလန်ပဲကျွန်တော်ကြိုက်ပါတယ်နော်အော်အင်တာနဲ့ဂိုးပေါ်လေးကျွန်တော်တွေ့ပေးခြင်းနဲ့အီဂျက်ကကျွန်တော်တချိန်ကတော့ဒါဂျိုဟန်ခရက်တို့ပါလို့ပေါ့နော်ဒါနာမည်ကြီးကဘာရောကစားသမားကြီးထွက်ခဲ့တဲ့အသင်းဒါဘယ်လိုပြောမလဲလူငယ်ကောင်းနေမွေးထုတ်နိုင်တဲ့အသင်းပါဒါပေမဲ့သူကနာမည်ကြီးလာပြီဆိုတော့ရောင်းထုတ်တော့သူ့ထီမှာအခွန်မဲကျန်တော့ပါဘောအနှစ်တာရှိရဲ့ကစားသမားကြီးအဆန်အဆန်ရှိရဲ့ကစားသမားကြီးမရှိတော့အဲ့တော့သူကလည်းရှိမှာဦးကြီးအိုမလေးနဲ့ဒါရုံးကန်ကြားကန်နေတဲ့အသင်းဆိုခြေလွှမ်းရကြည့်မယ်လို့ ောင်းတဲ့ player တိတ်မရှိတော့အဲ့တော့ဒီညမှာ inter ကိုရှင်ဖို့ကနည်းနည်းလေးခက်ပါလေ inter အနေနဲ့လက်ရှိမှာနှစ်ပွဲသက်ရှုံးတာဆိုတော့နည်းနည်းလေးအဲပေါက်ကွဲပြမလားပေါ့နော်ရှင်းပါလေဒါဂျူမင်တက်ကိုဝေကွင်းမှာရှုံးတယ်ဦးဒီနီလိုအင်းကိုအင်ကွင်းမှာရှုံးတာဆိုတော့နည်းနည်းလေးတော့ဒါခံပြင်းကျင်တာတော့ကောင်းတယ်အော်ဒီနီထားမှာကျွန်တော်အင်နာပဲကြိုက်ပါအင်နာဒီနီလုံးတစ်ခုလုံးပြလိမ့်မယ်လို့ကျွန်တော်တွေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်အင်နာမီနာဘော်ဒီလေးပဲရွှေ့ချပေးလိုက်ပါမယ်ဂူပေါင်းဘော်ဒီလေးကြိုက်ပါနော် နောက်တစ်ပွဲကဘိုင်ယန်နဲ့ချယ်ဆီဒီပွဲက1 plus 50နိုင်ဘိုင်ယန်ပေးရကိုပေါင်းကြီး3လုံး35ပြရှုံးဆိုတော့ကိုပေါင်းကြီးကတော့ကျွန်တော်စိတ်ထဲမှာနှုတ်ပါရနော်ကိုပေါင်းကြီးကချယ်ဆီလဲလက်ရှိနောက်ဆုံးပွဲတွေမှာဒီဟွာကိုဘရန်ဖို့တူတူဒါနှစ်ကိုပေးရနှစ်ကိုရတယ်နောက်တစ်ခုကဘိုင်ယန်ကအင်ဝင်းနှစ်ပွဲကန်ထားပြီးရချိန်မှာ5 6တပွဲ6 6တပွဲဘိုင်ယန်အင်ဝင်းကဒါဂိုးလဲတွင်းအားကောင်းရတဲ့အတန်းနဲ့ ကိုပေါင်းကြီးကတောင်းလုံးရောက်တာနဲ့ပြာ30 40လောက်ပဲနင်းအရှုံးတော့မယ်ဆိုဒီကိုပေါင်းကြီးကနုတယ်လို့ကျွန်တော်ခံစားရတယ်ဗောနော်အဲ့တော့ body ကြီးတန်းကတော့ကျွန်တော်ရှင်ပြတာတခုရှိရယ် PSG နဲ့ Bayern နဲ့ကကျွန်တော်တို့ FIFA Club World Cup မှာတွေ့ခဲ့တယ်အဲ့တော့ PSG က Bayern level 30ရှုံးမယ်ပြီးဂျာဝင်းဆိုတော့ level 30ရှုံးတယ်ဒါ PSG နဲ့ Bayern အဲ့ချိန်မှာ PSG ကနည်းနည်းလေးတော့ဒါ Champion League Champion ဖြစ်ခဲ့တဲ့အချိန်နဲ့တော့ဒါခြေလွှမ်းပုံတာလို့ညင်းနေတဲ့ဒါ level 30ရှုံးခေါင်းဆုံးထွက်လာတာအော်ဒါပေမဲ့သူတို့နဲ့တင်းဒီခြေလွှမ်း ်လည်းကောင်းတဲ့အတင်းချင်းအတူတူဖြစ်တယ်အတင်းကြီးချင်းလည်းဖြစ်နေချေကြေးရကြည့်မယ်ဆိုကြေးညီရကြေးတန်းအဆင့်နဲ့ညီတဲ့အနှစ်တင်းပေါ့အဲ့တော့ PSG က Chelsea ကို final မှာ FIFA Club World Cup final မှာ1 plus 60 3 plus 60ပေးခဲ့တယ်ပေါ့နော်ဒါမဲ့ Chelsea က3 game နိုင်အဲ့ဒီနေ့မှာ Bayern က Chelsea ကို1 plus 50ပေးရတာကြေးတန်းချင်းချိန်ထိုးလိုက်မယ်ဆိုဒါကြေးတန်းမှန်ငန်တယ်လို့ဒါအကြံပြင်းသူတို့နှစ်တင်းရဲ့ဒီ balance ကိုကြည့်မယ်လို့ဒါပြောလို့ရတယ်အဲမနက်ကစတင်ထားတဲ့ကြေးပိုင်းကြည့်မယ်1 plus 29လို့ ဝမ်ပလက်သုံးဆင်နိုင်လို့ဆိုတော့ဒါပြီးဘိုင်ယံပြီးရဲ့ဂျီတန်နည်းနည်းလေးပြင်းနေပြောလို့ရဝမ်ဒီဆိုတော့ပိုပြင်းတာပေါ့ဗျာဒါပေမဲ့ဝမ်ပလက်50နိုင်ကတော့ဒါလက်ခံပြီးလို့ရဒါပေမဲ့တခုတော့ရှိရဲ့ဘိုင်ယံအင်ဂွင်းလက်ရှိဒီနေ့ယာဒီကန်နာနှစ်ပွဲကိုကြည့်မယ်ဆိုလိုင်းဖစ်လို့အတင်းမျိုး6ခုတွင်လာတယ်ဟမ်ဘာဂါတော့ဒါဟမ်ဘာဂါတော့ဒါတန်တဲ့အတင်းဆိုထားလိုက်ပါလက်ခံပြီးလို့ရဖိုင်လီဆိုတော့အော်လိုင်းဖစ်လို့အတင်းမျိုး6ခုတွင်လာဆိုတော့ဒါအတင်းကြီးဟိုဘယ်လိုပြောမလဲအင်ဂွင်းမှာ6 7ခုအထိရထားတယ်ပေကိုတကူမှမရှိတာဘူးเนาะချယ်စီကတော့နည်းနည်းလေး အဲဘိုင်ရန်လောက်တော့ခြေလမ်းမကောင်းနေဘူးလက်ရှိမှာဒါဟိုဝက်ဆန်ဝရောအဝေးကွင်းမှာဖိုက်ဝန်းနေနိုင်တာရန်ဖိုတူတူဒါတည်ကြထားရပါတော့အာအဝေးကွင်းနှစ်ပွဲဆန်းဆောင်ယူကြည့်မယ်ဆိုတော့ချက်စီအနေနဲ့တော့တပွဲက၉ပြက်နိုင်တာတပွဲကတော့တည်ကြဒါပေမဲ့နှစ်ပွဲစလုံးရာ၉ရခဲ့တယ်ခုနှစ်ကိုရခဲ့ပြီးပေးကို၃ကိုရှိကြဆိုတော့အဲဂူပေါင်းပေါ်တက်ထားရပါတော့ကျွန်တော်ဒီပွဲမှာဂူပေါင်းကြီးနုနေရကဖိန်ထားလာလားတကယ်လားပေါ့နော်ဒါကိုစဉ်းစားလိုက်တကယ်ခြေသွမ်းမှဆိုရင်ဘိုင်ယန်တကယ်ကမ်းမယ်ဆိုရင်ချက်စီကို ကိုပြက်ချီပြက်မနိုင်တော့3 1လောက်တော့သွားပါချဲတီးရဲ့ကိုတော့ရမယ်ပေါ့နော်ပိုလင်းကိုရဲ့အရာဆိုရင်ကြည်ရဒါချဲတီးရဲ့ကိုရမယ်ကြည်တယ်ဖွင့်လာအော်ဒီဘက်မှာကျွန်တော် body ဘိုင်ရန်မဲရွေးချယ်ပေးခြင်းနဲ့ကိုပေါင်းကိုတိတ်မကြိုက်ဘူးနည်းနည်းလေးကြေးလိုအပ်ချက်ရှိနေသေးတယ်ကျွန်တော်ခံစားရတယ်ပြာမနီကကူပေါင်းအပေါ်တောက်လျှောက်တော်တော်များတက်ထားတယ်။ဘိုင်းရင်လက်ရှိကားရဲ့ဖောင်ကလည်းကူပေါင်းအပေါ်ချစ်ပွဲစက်တိုက်ကန်ထားတာတွေ့နေရတယ်။ ်ချဲကြီးကလည်းဒါအဝေးကွင်းထဲမှာနှစ်ပွဲဆက်တိုက်ဂိုးပေါင်းအပေါ်ဒီကန်နာတွေ့နေဒီလိုနေသားမှာဂိုးပေါင်းကြီးက၃လုံး80ရှုံးလောက်လေလုံးအပြည့်နိုင်နီးပါးလောက်ဖွင့်ကျွန်တော်လက်ခံပေးလို့ရတယ်အပေါ်နီးရဲတယ်ဒါပေမဲ့လက်ရှိမှာ335ပြားရှုံးသွားကနည်းနည်းလေးအန်ဒီအများတယ်အဲ့တော့အတင်းကြီးဖြစ်တဲ့အတွက်သုံးပေါ်ဒီပေးအောင်မခတ်ပါနဲ့မနီယာရီယမ်မထွန်းကိုပဲကြည်ပါဒီနေ့မှာအတင်းကြီးဖြစ်တဲ့လပါဘူး PSG ပိုင်းရင်เนาะအင်ဂွင်းနေလည်းဖြစ်နေအဲ့သုံးတင်းအစလုံးအပေါ်ဆုံးမအောင်ပါဘူးเนาะအဲ့အလီတတိထားဖို့လိုအပ်ပါတယ် အော်ကျွန်တော်ဒီဘက်မှာ chainId ကိုဘိုင်နဲ့တလုံးလောက်တော့ကတ်လိမ့်သွားလိမ့်မယ်လို့တော့ကျွန်တော်တွေးရပါတလုံးတာလောက်နေတော့ကတ်နိုင်သွားဖို့ရာခိုင်နှုန်းများလိမ့်မယ်လို့ကျွန်တော်တွေးတယ်အော်ကျွန်တော်ဒီဘက်မှာ chainId ဒါ goal တော့ရမယ်ပေါ့နော်ဒါပေမဲ့2 1လည်းဖြစ်လာနေတယ်ဒါပေမဲ့ဘယ်လိုပြောမလဲလေးလုံးရောက်ဖို့ကျွန်တော်စိတ်ထဲမှာမခံလာမိဘူးပေါ့နော်လေးလုံးရောက်ဖို့တော်တော်လေးခက်မယ်လို့ကျွန်တော်တွေးရဘိုင်ရန်1 D ပဲဖြစ်ဒါ2 1ဖြစ်တလောက်တော့ပြီးရနေရက်မယ်လို့ကျွန်တော်တွေးတယ်ပေါ့နော်အော်ကျွန်တော်ဒီဘက်မှာတော့ ်ဘိုင်ယန်လေးပဲယူရှယ်ပေးခြင်းပါเนาะချယ်စီကိုကျွန်တော်ရရင်မကြောက်ချယ်စီကိုအဓိကအဝေးဝင်းဖြစ်နေလို့မကြိုက်တာပါเนาะချယ်စီအိမ်ဝင်းဆိုတော့ကျွန်တော်နည်းနည်းလေးကြိုက်ရှင်နေတာကောင်းတယ်အဝေးဝင်းဖြစ်နေတော့ချယ်စီရဲ့ဝေးဝင်းဖောင်းကိုတိတ်မကြိုက်ဘူးပေါ့เนาะနံပါတ်တစ်ခုတော့ရှိရပါလေဘိုင်ယန်နဲ့ချယ်စီကဒါချယ်စီပထမဆုံးချန်ပီယံလိရတဲ့နှစ်ကဘိုင်ယန်မြူနစ်ရဲ့လက်ရှိအလိုင်းအရီနာအိမ်ဝင်းမှာဘလူးဝဲလောက်တယ်ဘိုင်ယန်နဲ့ကန်တယ်သူပန်နေဒီတီအချိန်ပိုပန်နေဒီသွားပြီးသူတို့ ဖလားရခဲ့ရတော့ဒီလိုတမိုင်းကြောင်းဆင်လာတွေတော့ရှိတာပေါ့နော်အဲဘိုင်ယုံချဲတိကဒုက္ခပေးတဲ့အဆင်လာလေးတခုတော့ရှိတယ်အဲ့ဒါလေးတော့တခုသတိထားကြရတော့ဖြစ်ပါတယ်နော်အဲဘိုင်ယံဒါမဲ့ကျွန်တော်ကဘိုင်ယံမေးကြိုက်ပါနော်မနေ့ကအဝေးကွင်းနေအောင်ထားလို့ဒီနေ့ကျွန်တော်အင်ရှင်တော်များကြိုက်အဝေးကွင်းဆိုတော့ဒီအင်တာမီလန်တပွဲပဲကြိုက်ရသေးတယ်ပေါ့နော်အနောက်ဘက်လပါဘူးနဲ့အီဒီကိုလပါဘက်တလုံး20ရှုံးတော့ပြီးနေကိုပေါင်းကြီး3လုံး30နိုင်ပါတော့အဲဒီဘွဲကနည်းနည်းလေးတော့ ပြောရခက်တယ်စတဲ့ကြီးကတလုံးတင်ပြီးခဲ့ဒါပေမဲ့တလုံး20ရှုံသာရရင်ရော့လေးပြောင်းလဲမှုတော့မရှိပါဘူးเนาะအဲအီနီကောလက်ရှိမှာတော့ကားနဲ့ဖော်ရနောက်ဆုံးတပွဲကြမှာတို့ဘီလာကြီးရောတူးစင်းရောတို့နိုင်တာရှေ့မှာတိုင်တော့တော်တော်လေးတုံးပွဲဆက်တိုက်ကတိုင်ပက်သွားတယ်နိုင်ပွဲပျောက်သွားခဲ့ရောเนาะအဲ့တော့ဒီနေ့ထမ်းမှာလီဗာပူးကလက်ရှိမှာနိုင်ပွဲစဒီရာပြင်းများရာဒီစရနိုင်ပွဲ၄ပွဲသလုံးရထားရရာနှုန်းပြနိုင်ထားတဲ့အတင်းဖြစ်နေရယ်လဘအာဆင်နယ်1နဲ့နိုင်တဲ့တပွဲနဲ့ဘန်လီ1နဲ့တပွဲအဲ့နှစ်ပွဲပဲသူတို့ဒါဂိုးပေါင်းအောက်ထားတွေ့နေရတာပေါ့နော် အော်ဒီနေ့မှာအီဒီကိုကလည်းဒါဆင်မြူနီကလည်းအဝေးကွင်းလည်းဖြစ်တယ်အတင်းကြီးနဲ့ကမ်းမယ်ဒီကောင်လည်းမော်ဟီလိုပဲဒါဘတ်ကားကွက်နဲ့ခံသိပိတ်ဆော့တယ်ပိတ်ဆော့တတ်တယ်ပေါ့နော်ကြည်ကြည်လေးကစားတတ်တဲ့အတင်းဆိုအော်ဒီပွဲကတော့ကျွန်တော်လေဘာဦးနိုင်ခဲ့တော့မှ3ကို2ကိုလီရောက်ဖို့ခတ်မယ်2ကိုတော့ရောက်နိုင်3ကိုထိရောက်ဖို့ခတ်မယ်လို့ကျွန်တော်တွေးနေတယ်ကျွန်တော်ဒီပွဲမှာ5အောက်ပဲကြိုက်တယ်ပြီးတော့အီဒီကိုဘက်မှာအလာအဲအလာဘက်လာနော်မန်စီးတီးကပြောင်းသွားလူငယ်လေးအာဂျင်တီးနားသားလေးအဲကောင်ကဒဏ်ရာလို့ဒါလူစင်းကနှုတ်ထွက်သွားတယ်ပေါ့နော်ဒီကောင်မပါဘူးဆိုရင် average average အလားပဲတော့ဖြစ်တယ် average ပေါ့နော်အဲကောင်လေးမပိုင်းနည်းနည်းတိုက်စစ်ကတိုင်ပက်တယ်ပေါ့လက်ရှိမှာ ED ကိုကစားကွဲရဆိုတော့အဲ့တော့ဒီဘက်မှာကျွန်တော်ဒီဘောင်းပွဲ9ောက်လေးပဲကြိုက်တယ်အဲ9ပေါ်နိုင်ကြီးရှိလားဆိုတော့နှစ်သင်းစလုံး9ရောက်9ပေါ်နိုင်ရှိတယ်ဒီဘောင်းကနောက်ဆုံးပွဲစဉ်မှာဘန်လီတော့ပြပြမြောင်ကန်ခဲ့ရတယ်ပေါ့နော်1 D ဖြစ်ဖို့ရတော်တော်လေးကြိုးစားကန်ရအနေထားဆိုတော့ဒီနေ့အိမ်ဝင်တော့ဖြစ်ပေမဲ့ဒါ ED ကိုကလည်းဒါကြည်ကြည်လေးကစားလာဖို့ရခိုင်တော့များတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်မှာ ကိုအောင်ပဲကြိုက်တယ်ဘော်ဒီမှာဆိုကျွန်တော်အင်ဒီကိုပဲကြိုက်တယ်လပါဘူးကိုပြက်မနိုင်လောက်ဝမ်သီးဆိုတာအလွန်ဆုံးလို့ပဲကျွန်တော်တွေးတယ်အင်ဒီကိုဘော်ဒီနဲ့ကိုအောင်လေးကိုကျွန်တော်တွေးပေးချင်ပါတယ်နော်နောက်တစ်ပွဲက PSG နဲ့ Atalanta PSG နဲ့ Atalanta မှာ PSG တလုံး90ရှုံးဂိုးပေါင်းကြီး3လုံးတည်ရပေးထားရပါတော့နော်အော်လပါဘူးက Atalantico ကိုအတင်းမျိုးကိုတလုံး20ရှုံးပေးရင် PSG က Atalanta ကိုတလုံး90ရှုံးဆိုတာနည်းနည်းလေးတော့ နည်းနည်းလေးမဟုတ်ပါဘူးเนาะတော်တော်လေးနှုပါတယ်တော်တော်လေးနှုပါတယ်เนาะအဲ့ဒါကတော့ជីနှုတယ်ជីနှုတယ်လို့ကျွန်တော်ခံစားရတယ်ဒါပေမဲ့လည်းလက်ရှိမှာဒီဒမ်မီလီတို့เนาะဒါသူ့ရဲ့ဒါဒိုအေးတို့ဒီကောင်းနေတိုက်စစ်အုပ်စု၃កောင်းစလုံးကထန်ရနေရဆိုပြေးကြည့်နေနေကောဒါဘယ်လိုပြောမလဲဟို DJ ပေးရလက်ခံပေးလိုက်လို့တော့ရပါတယ်เนาะဟိုတိုက်စစ်၃တိုက်စစ်ကောင်းလာပါတယ်ဆိုတော့၃ထွိုင်ရအတွဲကြီးကတရွဲလုံးကြီးဒါပျောက်နေအရန်ကုန်ရောက်နေတာဗောနော်အရန်ကုန်တော့မဟုတ်ဒါ squat ထဲတော့မပါတော့ဘူးဒါထန်ရနေရဆိုတော့အော် ဘာကိုလာလို့ပါအောင်နဲ့ပွဲထွက်မှာရာမိုးလို့ပါအောင်နဲ့ပွဲထွက်မှာဆိုတော့လက်ခံပြီးလို့ရပါအဲ့တော့တလုံး90ရှုံးဆိုရဲကြည်တန်းကတော့နည်းနည်းလေးရောအန်ဒီများ PSG ရောနိုင်အောင်တော့ကန်လိမ့်မယ်ချန်ပီယံလိချန်ပီယံပထမဆုံးအိမ်ဝင်ပွဲစဉ်အဖွင့်ပွဲစဉ်လည်းဖြစ်နေတော့ဒါသူတို့ရဲ့ဂုံဒါဘယ်လိုပြောမလဲဟိုကြွားမယ်ပေါ့ဗျာတည်ရမယ်ချန်ပီယံလိအဖွင့်အဖွင့်ပွဲစဉ်တော့သူတို့မနေ့ကချန်ပီယံဖြစ်တာဆိုတော့ဟိုနိုင်တော့ကန်သွားလိမ့်မယ်ကျွန်တော်တွေးပြီးတော့နောက်တစ်ပွဲကသူကဘာစီလိုနာဝေကင်းသွားကန်ပါ PSG အဲ့တော့ဘာစီနဲ့ဝေကင်းကမလွယ်ဘူး နော်အော်ဒီနေ့တော့သူအမှတ်ယူထားလိမ့်မယ်အဲ့တော့တလုံးတော့ဖြစ်ပါအဲ့တော့ကျွန်တော်ပြ90ရင်းပြီးတော့ပဲဒါ PSG body လေးကိုကျွန်တော်ယူပါမယ်ကြိုက်ပါတယ်ဂူပေါင်းကတော့၃လုံးတင်ဆွဲကြည်တန်းကအဲတိုက်စစ်၃အောင်ဆလုံးကတကယ် key player ၃အောင်ကဒဏ်ရာနေရတယ်ဂူပေါင်းပေါ်ဂူတူတိုင်းတိုင်းတွင်းဖို့ကနည်းနည်းလေးတော့ခတ်မယ်လို့ကျွန်တော်တွေးရဂူပေါင်းကတော့ကျွန်တော်လက်ရှောင်ကျင်တယ်ဂူပေါင်းအောက်လည်းမနေရအတလန်နာကလည်းတစ်ခါလေးမှဟိုကြောက်ထပြီးတော့ဂိုးတွေရတတ်တဲ့အသင်းပြောဘယ်လိုပြောမလဲ ကျော်ယူပါလိတနေ့ဒီပါကူတင်ရှုံးဝဲမရှိဘွန်ဒဲလီကာမှာဂျာမန်မှာချန်ပီယံဖြစ်တဲ့နှစ်ကယူပါလိဘိုလူပွဲမှာအတလန်တာဒီပါကူတင်၃ဂိုးတွင်းပြသွားရဗျာ3ဆင်းနဲ့9ဖလားရပါယူပါလိဖလားရအဲ့လိုမျိုးလုံးတက်တယ်အတလန်တာမထင်မထင်တယ်လို့ပေါ့နော်အော်အဲ့လိုမျိုးကြောက်တဲ့အတွက်ဒါဂိုးပေါင်းအောက်လည်းမပေးရဘူးအပေါ်ကလည်းဒါလက်ရှိသူအသင်း ဒီပြည့်ကျင်တင်တိုက်စစ်သမားကြီးတိုက်စစ်ကလာမိုင်းတန်ရနေရတော့ဂိုးရီကအရင်တွင်းမှသူမရှိတော့ဘူးเนาะအဲ့လိုမျိုးတွေ့ရတဲ့ကျွန်တော်တလုံးလောက်နဲ့ပဲဒါကက်လုတ်သွားမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ကန်ကောင်းရင်လည်းနှလုံးပေါ့နှလုံးဆိုတော့ကျွန်တော်ဂျေးအောင်မယ်ပေါ့เนาะကျွန်တော်ကတော့အင်ရှင်ပြည့်ကျင်ဘော်ဒီလေးနဲ့ပဲဆွန်းစားသေးခြင်းနဲ့ကိုပေါင်းကိုတော့ကျွန်တော်လက်ဆောင်ခြင်းပါတယ်เนาะအဲ့တော့ဒီနေ့တော့ကျွန်တော်ဗိုင်းကြိုက်လဲဆိုအိုလံပီယာကော့စ်ကြိုက်ပါတယ်ဂိုပေါင်းကြီးကိုစောင့်ကြည့်သေးခြင်းပါတယ်ပြီးတော့ဆလာဘီယာပရာဟာကြိုက်ပါတယ်ဂိုပေါင်းကြီးလေးကိုစောင့်ကြည့်သေးခြင်းပါတယ်တောင်းလုံး60ရေဖြစ်နေအခုတော့လဲเนาะနေ့တင်းဆုံးတော့တောင်းလုံး60တန်းနေပြေးနေတယ် အဲပြီးတော့အင်တာနက်ဂိုးပေါ်ကြိုက်ပါတယ်ဘိုင်ယန်ဘော်ဒီကြိုက်ပါတယ်ဘိုင်ယန်ကဂိုးပေါင်းကြီး3လုံး80လောက်ထိဖြစ်လာမယ်ဆိုတော့80ရှုံးလောက်ထိဖြစ်လာမယ်ဆိုတော့အပေါ်ဆော့လို့ရပါတယ်ပြီးတော့ AD ကိုနဲ့ဂိုးအောက်ကြိုက်ပါတယ်ပြီးလို့ရှိရင် PSG ဘော်ဒီကြိုက်ပါနော်အော်ဒီနေ့တော့ဒီလောက်ပါပဲနော်ကျွန်တော်တို့မက်ဖန်မာလည်းထပ်ပြီးတော့တွေ့ကြပါမယ်အဲ့တော့မနေ့ကတော့ကျွန်တော်တို့ဒါမိုင်းနဲ့ပြသွားတယ်ဒီနေ့တော့ကျွန်တော်မန်ပါရီကိုလည်းဒါကိုအကြိုက်ဆုံးဖြစ်မဲ့ဖူကွက်ပြီးတော့ဆေးဖြစ်မဲ့ထူကွက်တွေကျွန်တော်ရွေးချယ်ပေးပါမယ်။အော ကြွေကြချင်းတော့ရှိတယ်ဗောနော်ကြွေများကြနေသလားလာမပြောတတ်ဘူးဟိုအာဆင်နယ်ကြိုက်ရတဲ့နဲ့မပေးမိတာမျိုးကြီးเนาะစပါးဆိုလဲကျွန်တော်ကြိုက်တယ်မပေးမိဘူးအဲ့လိုမျိုးကြီးတော့ရှိကြဗောနော်ဟိုရှုံးမဲ့ကွက်တွေဘင်ဘီကာလို့ဘင်ဘီကာဟိုဘင်ဘီကာကြီးတော်တော်ကြိုက်တယ်ဗျာမနေ့ကဘင်ဘီကာနဲ့ PSG PSV ကိုတော်တော်လေးကြိုက်တယ်တော်တော်လေးကြိုက်လို့လည်းပေးမိတာပေါ့နော်ပေးမိတော့လည်းကုန်တာပေါ့ဒီကောင်လေးတလွဲလုံတော့ကုန်တာပေါ့နော်အော်ဒီနေ့တော့ဒါ ပြန်ပြီးတော့အနိုင်ရမှာပါလို့ကျွန်တော်ဆူတောင်းပေးပါတယ်အနိုင်ရမယ်လို့လည်းထင်ပါတယ်အနိုင်ရပါစေလို့လည်းဆူတောင်းပေးပါတယ်အဲ့တော့ကျွန်တော်ညီကိုကျွန်တော်အကောင်းဆုံးပြန်လဲစူးစမ်းပေးပါမယ်နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်မလဖန်ကျမအားလုံးပြန်တွေ့ကြတာပေါ့နော်အဲ့တော့ဒီနေ့က6ပွဲမလဖန်လဲ6ပွဲလာမှာလို့တော့78ပွဲပေါ့30အဲ38နဲ့36ဟုတ်တယ်36တင်းကန်တာဆို78ပွဲရှိမယ်အဲ့တော့ဒီနေ့6ပွဲမနေ့က6ပွဲမလဖန်လဲ6ပွဲလဲမလဖန်လဲ6ပွဲလဲကျွန်တော်မောင်းလင်းတွေ့လို့ရတယ်ပေါ့နော်အော်ဒီနေ့လည်းကျွန်တော် Telegram channel မှာဒီ video တင်ပြရတယ် Telegram နဲ့ Viber မှာ မောင်းတွဲပို့ပေးမယ်အဲပြီးလို့ရှိရင် fit တက်ကွက်ချပေးမယ်ပေါ့နော်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲနော်အားလုံးမင်္ဂလာရှိတော့ညဉ့်ညဉ့်လေးဖြစ်ကြပါစေအားလုံး good night ပါအားလုံး good luck ပါခင်ဗျာ